လ29ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့ Copa del Rey ပိုလူပွဲမှာ Barcelona က Alaves ကို3ဂိုးတကူနဲ့အနိုင်ရရှိသွားခဲ့ရာကြောင့်ဒီရာသီမှာ Barcelona ကစူပလာတစ်ခုနဲ့ရာသီသိမ်းနိုင်ခဲ့တာဖြစ်ပြီး Copa del Rey Champions ကိုလည်းဆက်လက်ကာကွယ်သွားနိုင်ခဲ့တယ်လို့သိရပါတယ်။ Messi အထူးခြေသမ်းပြကစားသွားခဲ့တဲ့အဲ့ဒီပိုလူပွဲမှာ Messi ကအဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး Neymar, Paco Alcacer ကလည်းဂိုးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ Alaves ကတလုံးသေးသောဂိုးကို ်သီယိုဟာနန်ဒက်စ်ကအလွတ်တကံဘောကနေကန်သွင်းယူသွားခဲ့တာကြောင့်အလာဗက်စ်ကဘာစီလိုနာကိုတကိုးစီကစားနေခဲ့သေးတာဖြစ်ပါတယ်ဘာစီလိုနာဟာကိုပါဒေရီဖလာကို29ချိန်မြောက်စံချိန်တွင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။နီးပြလူးဝစ်အင်ရစ်ကင်တွယ်ခဲ့တဲ့300ရာသီအတွင်းမှာဘာစီလိုနာဟာရာသီတိုင်းဆူဖလာရရှိခဲ့တာဖြစ်ပြီးကိုပါဒေရီဖလာအပါအဝင်ဆူဖလာ၉လုံးဆွတ်ခူးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကလာလီဂါချန်ပီယံဆုကိုရီယယ်မက်ဒရစ်ထံပုတ်ကတိကရှုံးနိမ့်သွားခဲ့ရလို့စိတ်ပြက်နေတဲ့ဘာစီလိုနာအသင်းအတွက် အခုပိုလိုပွဲမှာမက်ဆီယာတကူတော့အစွမ်းနဲ့ခြေစမ်းပြသွားခဲ့ရဖြစ်ပါတယ်။လူဝစ်ဆော်ရန်နဲ့ဆာဂျီယိုရောဘတ်တိုတို့ပွဲပယ်ခံထားလို့မပါနိုင်ခဲ့ပေမဲ့ဒီပွဲမှာအဓိကကစားသမားတဦးဖြစ်မာရှီယာနိုဟာပွဲချိန်17မိနစ်အရောက်မှာခေါင်းထဲရန်ရသွားပြီးထွက်သွားခဲ့ရတာကြောင့်နီးပြလူဝစ်အင်ရစ်ဟာဘာစီလိုနာကိုကစားကွက်ပြောင်းခဲ့ရပါတယ်။ဘာစီလိုနာအသင်းအရန်အင်အားနည်းတာဟာဒီအသီးမှာအများကြီးဝေဖန်စရာဖြစ်နေချိန်အန်ဒရီဂိုမတ်စ်ကမာရှီယာနိုနေရာမှာလူစားဝင်ကနောက်တန်းညာအဆုံးကစားသမားဖြစ်ကစားသွားခဲ့ရတာဖြစ်ပြီး ဘောလူပွဲမှာပွဲပယ်ခံထားရတဲ့ဆော်ရက်စာရှာရှာပါပါအဲကာစာကဝင်ကစားသွားခဲ့တာဖြစ်ပါတယ်။ခုနှစ်နှစ်တွင်ဘောလူပွဲကို6ကြိမ်ရောက်ခဲ့တဲ့ဘာစီလိုနာရဲ့အောင်မြင်မှုကိုဘလို့မှမရှင်းနိုင်ခဲ့တဲ့အလာဗတ်စ်ကတော့ကိုပါဒယ်ရီပလာဘောလူပွဲကိုပထမဆုံးအကြိမ်တက်ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အခုဘောလူပွဲကိုအတလက်ကိုအတင်းရဲ့အိမ်ဝင်းဖြစ်တဲ့ဗင်းစင့်ကေတာရွန်ကွင်းမှာနောက်ဆုံးရှင်ပိုင်ကစားခဲ့တဲ့တရဝင်းဘောလုံးပွဲတစ်ပွဲဖြစ်တယ်လို့ဆိုပါတယ်။အလာဗတ်စ်ကဒုတိယပိုင်းမှာဘာစီလိုနာကိုချေပါကိုသွင်းနိုင်ဖို့တတိရှိရှိတုတ်ပြန်ကစားခဲ့တာဖြစ်ပေမဲ့ လူကျွနေတာတွေကြောင့်ပွဲပြီးမှာ၃-၉တကူးနဲ့ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။